thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုက်ပါဝင်းစီယာရှိကြီးများကိုဆဲဆူခဲ့တဲ့စစ်လော်ဘီဇော်ဖွင့်ကိုဆက်သွယ်ရေးဥပဒေတစ်မောင်ခုမလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုတွေနဲ့စစ်ကောင်စီကပြန်ဖမ်းတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မင်းအောင်လိုက်ပါဝင်းစီယာရှိကြီးများကိုဆဲဆူခဲ့တဲ့စစ်လော်ဘီဇော်ဖွင့်ကိုဆက်သွယ်ရေးဥပဒေတစ်မောင်ခုမလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုတွေနဲ့စစ်ကောင်စီကပြန်လည်ဖမ်းဆီးလိုက်တယ်လို့ပြည်ဦးလွင်ရှဲတိုင်းဝိုင်းကပြောဆိုပါတယ်။စွန်လ2ရက်နေ့နေ့လယ်တနင်္လာကျောင်းချင်းပြည်ဦးလွင် ွင်မှာနေထိုင်တဲ့စစ်လော်ပီစော်ဘုံဟင်ကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းမင်းရောင်လိုက်ပါဝင်စစ်ရာရှိကြီးတွေကိုဆဲဆိုတဲ့အတွက်ရှန်ကုန်တိုင်းတကုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပါဆောင်အမှတ်358မြင်းဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှ66ကာကြီးနဲ့မဘာသာနဲ့စစ်တပ်ထောက်ခံသူတော်မမခိုင်ကမေလ9ရက်နေ့မှာအမှုဖွင့်ခဲ့ကြောင်းစော်ဘုံဟင်က၎င်းရဲ့ Telegram Channel မှာစစ်တပ်ရရှိကြီးများကိုဝေဖန်မှုတွေဇက်တိုက်လှောက်ဆောင်ခဲ့ကြောင်းဒါကြောင့်စွန်လ2ရက်နေ့မှာစစ်တပ်ကစော်ဘုံဟင်ကိုဖမ်းဆီးသွားခဲ့ကြောင်းသိ 呀喂！Yeah, ဖန်သွားတာကတော့တေးကြတယ်ညှိနှိုင်းပြီးပြန်ထွက်လာရင်တော့မပြောတတ်ဘူးဒါပေမဲ့ဒီတစ်ခါတော့ညှိနှိုင်းပြီးထွက်ဖို့တော့ခက်မယ်တင်နေသူ့ကိုဆွဲထားတာကအမှုတွေများတယ်လို့သိရတယ်လို့ရဲတရင်ရှင်မြတွေကပြောဆိုပါတယ်ရန်ကုန်ခြေဆိုင်မပတာအတိုင်းဝိုင်းကတော့စော်ပုံးဝင်ကိုဆက်သွယ်ရေးဥပဒေတင်မောင်းကုန်မှုလက်နက်မှုလိုင်စင်မဲ့ကားရဝဲမှုလို့နဲ့အမှုတပ်ဖမ်းဆီးထားတယ်လို့သိရပြီး၎င်းကိုပြန်လုပ်ဖေးဖို့မပတာဦးဆောင်သူတချို့နဲ့စစ်တပ်နဲ့ညှိနှိုင်းပြောဆိုနေရလို့ဆိုပါတယ်ဖမ်းဆီးမခံရခင်စော်ပုံးဝင်ကစစ်တပ်လော်ဘီဖြစ်တဲ့ကျော်စိုးဦးသစင်ဦးလို့နဲ့မုံရွာမျိုးအနောက်မြောက်တိုင်းစစ်တပ် ာချုပ်အပါဝင်စကိုင်းနမန်ဒရိတ်ကိုတွားရောက်ခဲ့တယ်လို့သိရပါဗျ။ နောက်ထပ်တပုတ်အနည်းနဲ့စက်ကောင်စင်ရဲ့သေးပေါ်ဘိုးစခန်းကို အပိသက်တင်ပိုင်နိုင်ဖို့ KNL ပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေပြီးတိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ခရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်သေးပေါ်ဘိုးစစ်တပ်ကောင်စီစခန်းကိုအပိသက်တင်ပိုင်နိုင်ဖို့ KNL ပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေပြီးတိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်းတော်လိုင်းစီရီတရင်အင်းမြင့်တွေကပြောဆိုပါရယ်။ဒီကနေ့ဆုံးလာနှစ်ရက်နေကစတင်ပြီးစစ်ကောင်စီတရဲသေးပေါ်ဘိုးစခန်းကို KNL ပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ရာဒ ီကနေ့မှတိုက်ပွဲအလွန်ပြင်းထန်နေကြောင်းစစ်ကောင်စီကလီယင်နီနဲ့တောက်လျှောက်စုသလိုဘုံကျဲကုခန်နေကြောင်းလက်တလောတိပေါ်ပုစစ်တပ်စခန်ကိုအပိသက်ချင်းမုံနိုင်ဖို့ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်းသိရပါတယ်လီယင်နီတောက်လျှောက်တက်နေတဲ့ဘုံတွေကျဲချနေတာတောက်လျှောက်ပဲတိပေါ်ပုစခန်ကိုတော်လိုင်းတက်တွေဘက်ကအပိသက်ရဖို့ကြိုးစားနေတယ်တိုက်ပွဲကအပြင်းထန်ဖြစ်နေတယ်လို့စီရင်တဲ့အရင်မြစ်တွေကပြောဆိုပါတယ်အကြံဖက်စစ်ကောင်စီတပ်ကတိပေါ်ပုစခန်မကြစီဖို့လီယင်နီပုံချင်းနေတဲ့ပြင်အခြားသောစစ်တပ်စခန်တွေကလက်နက်ကြီးတွေနဲ့ပြစ်ကူခုခံနေ 找第二百零。Ciao, စစ်ကောင်စီတရဲ့တေးပေါ်ဘူတက်စကန်ကိုတော်လိုင်းတက်တွေကတိမ့်ပိုင်ရရှိပါကထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီတက်စကန်လေးခုသာကျန်းရှိတော့မှာဖြစ်ပြီးအဆိုပါစကန်များမှာဥကရိတာဝေါ်လီပြူဟာကုံတီးတက်လေစကန်တိကက်ပလဲစကန်တို့ဖြစ်ကြောင်းသိရပါတယ်ထိုင်းမြန်မာနယ်စပ်မှာတိုက်ပွဲများဖြစ်ပွားနေတဲ့အတွက်ပြည်ရင်ပြည်နယ်ဘက်မှာပြည်သူ900ခန့်ဦးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်လာနေပြီးနေရာသုံးခုမှာဒုက္ခသည်များကိုလက်ခံထားကြောင်းထိုင်းသတင်းဌာနတွေကဆိုပါတယ်ကယန်ယူကမလာအီဗီလာနဲ့ဘေလာအတွင်မှာပဲထိုင်းမြန်မာနယ်စပ် ီမှာစစ်ကောင်စီရဲ့ပုလူတူခလက်တီတခေါပီကွီမောဖာသူစကန်တာလဲစကန်များမေလာပလက်တူမော်ခီဘီနောက်စကန်ကုန်းကနဲလီစကန်နဲ့ရွှေအင်းမြိုင်တက်စကန်တို့ကိုဆက်လက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်စစ်ကောင်စီပြင်းရည်ကြီးညာပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေရလို့ BNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့လက်အောက်ခံ BNL ပြည်သူ့စစ်မှလက်နက်ကြီးများရှမ်းတန်းပစ်ခတ်တိုက်ခိုက်နေကြောင်းပို့အမျိုးသားလူမျိုးရေးတပ်မတော် BNL ကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီကစွန်လကုန်တီအပြင်းရကာလတ လတက်တန်းတူချောင်းကြီးညာခဲ့တော့လဲစွန်လာတရက်နဲ့နေ့ရက်နေ့တွေမှာစီဆိုင်မြို့နယ်နဲ့မောင်းမယ်မြို့နယ်တို့မှာလက်နက်ကြီး၁၀ကျင်းထပ်မနဲ့တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဇွန်လတရနေ့မှာစီဆိုင်မြို့နယ်နောင်ထော်ဒေသကိုလည်းကောင်းဇွန်လနေ့ရက်နေ့မှာမောင်းမွေမြို့နယ်ကတူးကြီးဒေသ PNL လို့ဌာနချုပ်ကိုဦးတည်ပြီးဗမ်းမတ်ဒေသအတွင်းကိုလည်းကောင်းလက်နက်ကြီးရန်တပ်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။၎င်းတို့အပြစ်ရထားနေဆိုတဲ့ညညာချက်လည်းတွေ့တယ်။မြေပြင်မှာလည်းဘာမှတိုက်ပွဲဖြစ်ပွားတာမရှိဘူး။စီးရေးဆိုင်ရာလှုပ်ရှားမှုလည်းမရှိဘဲနဲ့သူတို့ကကျွန်တော်တို့ဌာနချုပ်ကိုတည့်ပြီးတော့မှလက်နက်ကြီးတွေလာပစ်တဲ့အပြော်တမျိုးအလုပ်တမျိုးဖြစ်နေလို့ပဲပြောရမှာလို့ PNL ပြောရေးဆိုခွင့်ရှိသူခွန်ရင်းရန်ကပြောပါတယ်။စစ်ကောင်စီကအပြစ်ရဲ့ညညာထားတော့လေနိုင်ငံ ငံတော်လီချောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အပြစ်ရဲ့တပ်တန်းတူချောင်းကြီးညာပြီးရင်နောက်ဆုံးလာတရက်နေ့ကမန္တလေးတိုင်းပြည်ဦးနယ်ခရိုင်တပိတ်ချင်းမြို့နယ်နဲ့စင်ကူးမြို့နယ်တို့မှာလည်းစစ်ကောင်စီကလီချောင်းမှာပုံကျဲခင်ရစာတင်ချောင်းလူနေအများပျက်စီးပြီးအမျိုးသမီး၃ဦးထဏ်ရာရခဲ့ပါတယ်။စစ်ကောင်စီရဲ့ဟန်ပြားအပြစ်ရဲ့ကြီးညာမှုဝါရဖြတ်မှုတွေကိုပြည်သူများမယုံကြပဲလီချောင်းရင်သတိပြုကြဖို့ဘုံခုကျင်းများခိုင်မာစွာပြုလုပ်ဖို့ပြည်ဦးလွင်ခဲပါကဖာတရင်ပြန်ကြိုင်းတာဝန်ရှိသူကပြောကြားထားပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့ပြည်ပရောက်တက်ကြွလှူရှားသူများရဲ့ကုန်ပစ္စည်းများကိုဝယ်ယူအားပေးရင်အကြမ်းဖက်ဥပဒေဖြင့်အရေးယူမယ်လို့စစ်ကောင်စီကထင်ချောင်းမှုတော်လိုင်းထောက်ဖို့လမ်းကြောင်းဖြတ်တောက်ဖို့ရှိရတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်ပမှာရောက်ရှိနေတဲ့စစ်အာဏာရှင်စန့်ကျင်တက်ကြွလှူရှားသူများရဲ့ကုန်ပစ္စည်းများကိုဝယ်ယူအားပေးရင်အကြမ်းဖက်ဥပဒေနဲ့အရေးယူမယ်လို့စစ်ကောင်စီကထင်ချောင်းလာမှုတော်လိုင်းထောက်ဖို့လမ်းကြောင်းဖြတ်တောက်ဖို့ရည်ရွယ်နေခြင်းဖြစ်ကြောင်းမြို့သားညညရင်းဆိုရအန်ယူဂျီဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကတုံ့သက်ပါတယ်တော်လိုင်းကိုထောက်ဖို့လူရန်နေတဲ့အ ဆိုတော့ချမ်းချမ်းပန်းစင်လို့အကောင့်ပိုင်ရှင်အိမ်ပိုးဦးရွှေနတီအကောင့်ပိုင်ရှင်တင်သွင်းနေအောင်တော်အကောင့်ပိုင်ရှင်အောင်တော်ခိုင်စုလွင်အကောင့်ပိုင်ရှင် DCS ရာမှခိုင်စုလွင် PNH fashion အကောင့်ပိုင်ရှင်ထန်နီမီတန်တီချာချမ်းချမ်းအကောင့်ပိုင်ရှင်ချမ်းမြမြတော့စာနေလူမှုကွန်ရက်အကောင့်နဲ့ချိတ်ဆက်ခြင်းရောင်းချတဲ့ပစ္စည်းများကိုဝယ်ယူခြင်းတစင်ကံပြန်လည်ရောင်းချင်ခြင်းနဲ့အဲ့လိုဆောင်ရွက်နိုင်ဖို့အနည်းလမ်းတစ်ခုခုနဲ့ကုညီဆောင်ရွက်နေသူတွေကိုလည်းအကြံဖက်ဥပဒေနဲ့ရင်းယူမှဖြစ်ကြောင်းစစ်ကောင်စီကမနေ့ကညပိုင်းမှာထုတ်ပြန်ကြေညာပါတယ် အဒီကတော်လိုင်းကိုနီလန်ပေါင်းစုံနဲ့ထောက်ကူနေတဲ့ပြည်သူလူထုရဲ့ထောက်ပို့အင်အားကိုကြောင်ရွံ့တဲ့သဘောပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒါကိုနီလန်ပေါင်းစုံနဲ့ဖျက်တောက်ဖို့စ조사ရတယ်လို့မြင်ပါတယ်ဒါပေမဲ့လည်းသူတို့ဘလောက်ပဲလုံလို့ပြည်သူလူထုကတော့ရှားတဲ့နီးနဲ့ရှားပြီးတော့တော်လိုင်းကိုစိုက်ထုတ်နေမှာဖြစ်တယ်ထောက်ပို့နေမှာဖြစ်တယ်ဘာလို့လဲဆိုတော့ဒီတော်လိုင်းကပြည်သူကနေစခဲ့တဲ့ပြည်သူဆန္ဒတသားနဲ့ကန့်ညီတဲ့တော်လိုင်းဖြစ်တဲ့အတွက်ကြောင့်မို့စစ်အာဏာရှင်ကဘလောက်ပဲတားဆီးဖို့စ조사ပါစေပြည်သူကတော့နီးလန်ရှားပြီးထောက်ပို့နေမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်ယုံပြော ဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောဆိုသွားတယ်။အဆိုတော်ချမ်းချမ်းနဲ့ချိတ်ဆက်ပြီး online ရောင်းချမှုတွေလောက်ကင်ပေးနေသူနှုတ်ကိုစစ်ကောင်စီကဖမ်းဆီးရရှိထားကြောင်းအဆိုပါ online ရောင်းချသူနှုတ်ကအဆိုတော်ချမ်းချမ်းနဲ့ချိတ်ဆက်ပြီးပြပမနိုင်ငံခြားပြစ်ပစ္စည်းတွေကိုအခကျင်းငွေနဲ့ထပ်ဆင့်ဖြန့်ဝေရောင်းချခြင်းငွေကြေးထောက်ခံပေးခြင်းများလုပ်ဆောင်ခဲ့ကြောင်းစစ်ကောင်စီကဆိုပါတယ်။အဆိုတော်ချမ်းချမ်းက shop in အမည်နဲ့ Facebook page ကို2025ခုနှစ်ဖေဖော်ဝါရီလမှာစတင်ဖွင့်လှစ်ခဲ့ပြီး online စနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလိုင်စင်မရှိဘဲနိုင်ငံခြားပြစ်လက်ကင်အိမ်နိုင်ကပန်းနဲ့အင်ဂျီ စားတဲ့သုံးဆောင်ပစ္စည်းတွေကို online မှာတဆင့်ရောင်းချပြီးပြည်ရင်းကိုတင်သွင်းကဖြန့်ပြူးရောင်းချနေကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်စစ်ကောင်စီက၎င်းတို့အလိုရှိနေသူတွေနဲ့ချိတ်ဆက်ခြင်းကုန်ပစ္စည်းများဝယ်ယူခြင်းတဆင့်ကံပြန်လည်ရောင်းချခြင်းနဲ့အဲ့လိုဆောင်ရွက်နိုင်ဖို့နီလန်တခုခုနဲ့အားပေးကူညီနေသူတွေကအကြမ်းဖက်မှုတိုက်ဖျက်ဥပဒေနဲ့အရေးယူမှာဖြစ်ကြောင်းစစ်ကောင်စီကထုတ်ပြန်ချက်မှာကြီးညာတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်